ားတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအလုပ်ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးအဖို့ရပါပူတနာဖို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတယ်။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟဲ့လားနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုထင်လဲ။ ။မြောက်စလုံးလူသိတယ်လို့ထင်တာ။လူမဲ့တို့ဒါဒီမြောက်စလုံးမှာဝင်းမားနေတာ။ဝင်းမားနေရတာ။ဟဲ့ပါနော်။လည်းလုံးမလာလုံးမလာလုံးမလာရှူရတာတော့ဒုက္ခရောက်လာဆိုလည်းမရလုံးမလာဒါပေါ့ဒါပေါ့နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ထင် ဒီကောင်မလေးအမေရဲ့ရောက်ခမဟောဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲဘာဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လာတွက်နော်ဒါဒီတဲမှာကျွန်တော်လည်းရှင်းပြလိုက်ကွက်လောက်ကြာမှာတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ရှိပြီဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရောအုံးထားဆိုတော့ကျမတို့မကြဘူးအခုတစ်ခါပထမဦးဆုံးမှာအဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သာမြို့နယ် အဲလောကတောရွာလေးတောရွာလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအလီနာပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကသိကျင်တာကပေါ့နော်ဟို ဒီမှာအခြေအနေဘယ်လိုရှိလဲဒီအဖွားရဲ့အခြေအနေကဘယ်လိုလဲနောက်ပြီးတော့ကလေးလေးရဲ့မိသားစုအခြေအနေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူ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 ပါအပြင်ကနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါတယ်နော်ဟွန်းဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြာပါလဲ ကြပြီသူတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲရွာနေပြေးနိုင်နေတာ။ဟော။ဆက်နေပါ။ငါဆက်နေပါ။သူတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်။ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူး။အတချို့ကြတော့လဲငှားလိုက်တာလား။အချို့ကြတော့လဲတော်တယ်။အဲအဲ့ဒါလေးရောတီးလို့။ငှားခါတော့မဟုတ်ပါဘူး။ तू ကမီးလေးတယောက်လို့ အများအားစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ရှားရဲဆိုရဲမသိပါဘူးအခုမှ line ပေါ်မှာတက်လာမှကျမတို့လည်းသိရပါဘာကလေးလေးကိုအမြဲထိမ့်ပေးနေတာပါอ๋อคลีเลียวတော့ तू อ่ะအမြဲတမ်းထိမ့်ပေးနေတာပါကြာပြီဗောဒါကလီကလေးလို့ထိမ့်ပေးတာဟုတ်ကဲ့ပါထိမ့်ပေးတာတကယ်ကြာအောင်ထိမ့်ပေးနေတာပါอ๋อဒီကလေးကို तू ပဲထိမ့်ပေးနေတာเนาะอ๋อဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးเนี่ยဟောဆွေမျိုးကဘယ်လိုလုပ်တော်မေတုတ်ထင်ဒီကောင်မလေးအမေရဲ့စောက်ခမอ๋อဒီကောင်မလေးအမေရဲ့ ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲ့တော့ဒါကြတော့ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကိုလည်းတွက်နော်ဒါဒီထဲမှာကျွန်တော်လည်းရှင်းပြလိုက်ကိုလည်းကြာမှာအဲ့ပြဿနာဟုတ်ကဲ့အဲ့အဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီပရိတ်ကသမားတွေကဒီဟိုအလှူရှင်တွေနဲ့ဒီပေါ့နော်တည်တည်တိုက်တဲ့သူတွေကိုချပြတဲ့နေရာမှာဗားလေးတွေဟာနေနေဆိုဒီအဖွားနဲ့ဒီခလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတယ်ဒါပေမဲ့တာမိမဟုတ်ဘူး အဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တက်တက်ကလေးလေးကိုသူကချစ်တဲ့ခင်တဲ့အတွက်အများနဲ့လာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြဿနာတွေမဖြစ်ခင်တည်းကမှဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းကြောင်းလာရရှိရပေါ့နော်အဲ့တော့ဒီအဖွားကတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့နော်အဖွားတက်တက်တနေရာမှာနေတာဒီလိုပြဿနာတွေဖြစ်ခါမှအဲဒီရမိသားစုတွေလည်းဒါတိကြတာပေါ့နော်အဲ့ဆိုဒီကလေးလေးရဲ့မိသားစုတွေရဲ့ဒီသူတို့ပေါ့နော်သူတို့ရဲ့ဒီ ကိုကျင့်တရားပိုင်းနေရောဘယ်လိုလေးရှိလောက်လဲကိုကျင့်တရားပိုင်းကရောသူတို့အလုံးလုံးတယ်တောတိုးတယ်အခုဟိုနေမဲဆလီဘူးချိန်ဆိုမဲဆလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေငါရောက်နေငါရောက်နေအဲ့ဒါလေးပဲသူချိုးရတော့လေချင်းခုတ်ကဲဒါပဲချိုးကြတော့အခုပြောနေကြတာဗောနော်အလှူရှင်တွေလှူတဲ့အခါကျတော့ဘယ်မှာကနေလဲခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပုံမှာရောပြောပြရှိလားဘာတွေရှိလဲ ရှိပါဘူးရှိပါဘူးနံပါတ်ပြတ်မရှိပါဘူးအခုတခါလဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမှန်းမိလဲချိန်မိလဲကိုယ်စိတ်ကသူ့အမေကတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လှုပ်လိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နဲ့6နှစ်ရှိပြီဒီလိုဟာမျိုးတခါမှမကြဘူးဒီလိုရက်ကွက်ဒီမှာရောအုံးထဆိုတော့ကျမတို့မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတင်ပထမဦးဆုံးအဲ့လိုတင်လေဟိုစားအဲ့လိုမလုပ်ဘူး သူနံပါတ်ပြတယ်မရှိဘာကြောင့်ဒီလိုလှုပ်လိုက်တယ်လို့ထင်သူစားဆောင်ပြီးလှုပ်တာပဲထင်တယ်တော်ရဟုတ်လားဗျာသူ့အိမ်မှာဟိုစားစိမ့်နဲ့ဝင်ဝင်နဲ့မမြောင်မမြောင်သူတို့ကမှသူအဲ့ဒေါ်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာနောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံလေးလှုပ်တာလုံကြုံရေးလုပ်တဲ့အတွက်ဝင်ငွေကလုံကြုံရေးတယောက်ရဲ့လာစာ2သိန်းကျော်လောက်ပဲရတယ်။ဒါပါပါ။အဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ကပတ်စံ2သိန်းဆိုတော့ဘယ်လို့မှစားမရဘူး။ အဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့အချိန်မှာ तू လုံးမိလို့ရအဲလုံးလိုက်တာလို့ပဲဖြစ်နေပိုတွေကတော့ तू ကအဲ့လိုမျိုးစီစားလက်စားလည်းမရှိဘူးကွာဟုတ်အဲ့လိုမျိုးစီစားလက်စားလည်းမရှိအခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်အဲ့ဒီအလူရှင်တွေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့အလူရှင်ဒါသာဆိုကျွန်တော်အတိုးအကြောင်းအခြေအနေမသိသေးလို့အဲလက်ရှိကြတော့လေဒီခလေးလေးကတက်တက်ဗျာဒီအဖွားကတက်တက်အဲ့အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်လှူမယ်ဆိုရင်ဒီခလေးလေးကိုလှူတင်လာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ် ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဟဲ့ဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအလုပ်ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးအဖို့ရပါပုံသနာဖို့ကောင်းပါလား။ကလေးလေးကပန်းကောင်းညိုညိုဖြစ်သွားတာပေါ့။လှူမယ်ဆိုရင်ဒါသွန်းနာပြောလို့ပေါ့။လှူတော့လှူသိနေ။လှူသိနေမှာပေါ့။ဒါဆိုရင်ဟိုလှူသိနေလို့ဒါပေါ့နော်ဒီပဝင်းကျင်ကရှိတဲ့လူတွေပြောတယ်။လှူသိနေဆိုရင်ဒီကလေးလေးလားနှစ်ခုလေးကဘယ်လိုပို့ပြီးလှူသိနေလဲ။ဒါပေါ့နှစ်ယောက်စလုံးလှူသိနေလားဘယ်လိုထင်လဲ။

ဖွားဖွားရေအဲအလေးရေဟာကလေးလေးရဖွားရေကလေးလေးဖွားရေအခုကလေးလေးကိုတကယ်လို့လူကျင်တဲ့အလူရှင်နေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးဆိုတော့ဟိုဟာလာလူမယ်ဆိုရင်လူလို့ရပါမလားရပါတယ်ရပါတယ်ဆိုတော့ဟိုတနေ့ရောက်သွားလူရမလားဒီကိုလာပေးမလားဒီမှာပဲရှိမှာ။အော်ဒီမှာပဲရှိမယ်။ဟိုနိုင်သားရဲ့ရေစကန်ပေါ့။ဟောပြီးရင်တော့ပြလာမှာ။ပြီးရင်တော့ပြလာမှာ။အော်လူကျင်နေဆိုလည်းဒီလိုပဲ။လာပြီးတော့အဲဟုတ်ကဲ့ဘောနော် ပဝင်းကြီးကတော့ဗောနော်ဒီအကွားကဒါကျွန်တော်လည်းတရားမသိဘူးဒါပဝင်းကြီးကပြောမှသိမှာလေပဝင်းကြီးဆိုတာလည်းသူခေါင်းရင်းချင်းအိမ်နဲ့သူအမျိုးကိုကျွန်တော်လည်းသွားပြီးမေးမြန်းလို့မရဘူးဗျပဝင်းကြီးမှာတော့ဒီအကွားပေါ့နော်ဟိုမကောင်းတဲ့သတင်းတော့မရှိပါဘူးဗျမကောင်းတဲ့သတင်းကိုကျွန်တော်တို့ကဒီအလူရှင်တွေကလူဖို့လုပ်နေတယ်တခုတ်အားပေးနေတယ်လို့အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ပေါ့နော်ဒီခိုးကြတဲ့လုပ်ကိုကျွန်တော်တို့ဒီစီးပွားရေးအရာပေါ့နော်အသက်ဝန်းဝန်းကျောင်းဖြစ်ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တမျိုးစဉ်းစားရမယ် ီဘေးကလူတွေတမျိုးစဉ်းစားမယ်လူရှင်တွေလည်းစဉ်းစားမယ်ဒါပေမဲ့တချို့ကျတော့လေသူတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုံသေးမလုံတိုက်တာတွေဟိုလုံခဲလုံမိတာတွေရှိတတ်တယ်ဗျာတချို့ကျတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားရမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်အခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်တက်ကြီးရွယ်ကိုတချို့မှကဘာဖြစ်လဲဆိုတော့သူတို့မှတကယ်စားရမရှိဘူးသူတို့လူစားလိုက်ရင်အင်အားမရှိဘူးကျွန်တော်တို့ထမ်းစားနိုင်တဲ့ရံမြေပိုးစားနိုင်တဲ့အင်အားမရှိဘူး နော်သူတို့မှဟိုဘောနော်ပတ်ဆိုင်ဝင်နဲ့ဝင်ပေါက်ကအရန်နေပါတယ်ပေါ့အဲ့တော့သူတို့ဘောနော်သူတို့နဲ့အဲ့ဟိုဘောနော်ဖြစ်နိုင်တော့တဲ့ဟာလေးတွေသူတို့ခင်ဗျာဒါလှုပ်ရှားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုတကယ်လို့ဒါဟိုဘောနော်ဒီခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့အတက်မဝဲအကြောင်းအနေနဲ့လှုပ်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအလှူကိုကျွန်တော်လည်းလက်ခံပြမှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မသိလို့တကယ်ပေါ့နော်ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံမိကြံရကြံတယ်လို့လေဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော် အဲသူဟိုနောက်ထပ်ပေါ့ line ပေါ်မှာလဲဒီအဖွားရဲ့ပုံတွေတက်လာပြီမဲ့တော့ညာလဲငါတို့ဒီမှာလဲအရင်တော့ခိုးထားဘူးတယ်သူတို့ဒီမှာလဲခိုးထားဘူးရဲ့ဆိုတာလဲကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဘလို့ပဲ social မှာကတော့ပုံတပုံပြလိုက်ရင်ဒီ blue ကဘယ်မှာဘယ်မှာကြုံဘူးတယ်ဆိုတာကျွန်တော်ဒီမှာအများနဲ့တက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလိုလူထားတဲ့အလူရှင်တွေလဲအဲ့လက်ရှိဆိုလို့ရှိလို့ရှိရင်ကျွန်တော်လူထားတဲ့အလူရှင်တချို့လည်းရှိတယ်အခုကိုစောတင်ထို့တို့ကိုဝနာကြီးတို့အပြင်ကိုနောက်ဒီမော်လမြန်ရဟိုကိုဆွေတို့ဘာတို့လဲလှူထားသေးတယ်အဲအဲ့လိုလူတွေ တူလာတဲ့လူတွေကိုကျွန်တော်ဒီကနေတခါလေးပြောချင်တာကအဲကျွန်တော်တို့ဒီခလင်းနဲ့အဖွားကိုကျွန်တော်ပထမလူဖို့အစီအစဉ်မရှိဘူးလူဖို့အစီအစဉ်မရှိဘူးဒီခလင်းအလူဝေလေးတို့တော့ကျွန်တော်အာဒီခလင်းနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လှူပေးမယ်ဒါပေမဲ့လက်ရှိချိန်မှာတော့အဖွားကလည်းမရှိသေးဘူးခလေးကလည်းမရှိသေးဘူးနော်အဲ့တော့အာကျွန်တော်တို့လာပြီးတူမယ်ဆိုရင်အရင်နေ့လာလို့ရလေညနေကမဖုန်းနံပါတ်ဖုန်းနံပါတ်ပေးလိုက်လေဟုတ်ဖုန်းနံပါတ်လည်းရှိတယ်ညနေလာကြည့် ညနေလာတော့ညနေလာခဏမူလေးစိတ်ဟုတ်ဟုတ်ဟုတ်ကဲ့အဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲဒါအခုကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်မှာလဲဒါကျွန်တော်လှူထားတဲ့အလူရှင်နေနဲ့ဟိုဟာဒါဟို ြောနိုင်တယ်ဗောနော်တချို့ကျတော့ဟာငါတို့တော့ဒီပုံစံမျိုးမလူကျင်တော့ဆိုရတယ်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပေးပါကျွန်တော်ယူရတဲ့အလှုံငွေလေးကိုကျွန်တော်ပြန်လာမယ်ရတယ်ငါတို့ကတော့ဒီလိုပုံစံလူကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ခံပြီးတော့ကျွန်တော်ယူပေးထားပါမယ်ကျွန်တော်စီရောက်ပြီးသားလူငွေကိုပြောတာဗောနော်မရောက်သေးတဲ့အလှုံငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကွက်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလူကျင်လဲလူနိုင်ပါတယ်ဟိုမလူကျင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟိုအချိန်ကြီးဟိုနေ့ဖြစ်လို့ရတာဗောနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ားလုံးကျေးဇူးပါညလူတွေကလုံးလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါအဲเนาะဘကူကြီးကအမြဲတမ်းဖုန်းထဲမှာပွင့်လိုက်တာလဲကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ဘယ်မှာကိုကိုကြီးကတိတိကျကျလုထားလေအဲ့ဒါမှမလို့အခုလိုပြေးစင်းချက်ပြီးတာပေါ့အဲ့လိုပေါ့ကိုစိတ်နဲ့လုလို့မရအောင်ငါကျွန်တော်မသိမဟုတ်ဘူးကျွန်တော်မသိရင်ကျွန်တော်ကျောင်းမားမှာမားဝင်ကျောင်းမားဝင်လိုက်လူသူများပါစံဟုတ်ပါတယ်သူတို့လည်းသူတို့မှလည်းပြည်တွင်းရောပြည်ပလူတွေရောပြည်ပမှာလုတဲ့လူတွေကြာပြီးတော့ကျုံလို့လုပါ ဲ့ဒီကရတဲ့ပတ်စံလေးတွေသူကလှူပေးရမြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလဲသူတို့ပတ်စံရှားဖို့ရတာသိတဲ့အတိုင်းပဲအဲ့လိုခက်ခဲတဲ့အခါကျတော့သူတို့ဟာကိုယ်လွယ်လေးတကူလှူလိုက်ပြင်မဲ့ဆိုညာလဲကိုကအမင်းအမင်းတော့ရော့ရော့ပေးလိုက်လို့မရပေးလိုက်လို့ရရင်အမလည်းကျွန်တော်ပဲလှူတော့မလဲအမအမပေးရလူပေးလိုက်မှာပေါ့ကိုကျေးဇူးတော်တင်ဦးအဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝတ်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုရင်ဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင် ဟိုကျွန်တော်တို့ဘာကြီးလုတ်ပေးနိုင်မလဲအလူရှင်တွေကဘာကြီးလုတ်ပေးနိုင်မလဲတောက်ဦးနှစ်ဖက်လုံးစောတာပေါ့ဒီဘက်ကလည်းဒုက္ခရောက်တယ်ဘိုးဘက်ကလည်းဒုက္ခရောက်နှစ်ယောက်စလုံးငယ်အကောင်လုံးကကိုပိုင်နေမရှိဘူးဒါပေါ့ဒါပေါ့အမေပစ္စံကသူတို့အများဆုံးမတက်နိုင်တဲ့ခုနှစ်တောင်းချက်တောင်းအားဒီလိုမှန်တယ်ကျင်းတင်းတောင်းလေးတွေမှာပြရတဲ့တဝင်းဝင်းလာမလို့သူတို့အိမ်ကိုကိုကိုယဉ်ကြည့်တယ်မှာချက်တယ်အင်းငါဘလောက်ကျဲလဲဆိုတာဟုတ်ပါဘူး။တို့လာမှပဲကျွန်တော် အလူငွေလေးလွှင်းနဲ့ဒါအောင်နေကြပါတယ်ရစ်တင်ပါတယ်ကိုကိုကြီးလာတယ်ဆိုတရွာလုံးကလာကျိုးဆိုတာနော်တရွာလုံးကလာကျိုးဆိုတာတရွာလုံးကကျိုးဆိုတာနော်ပါကိုကိုကြီးလာတယ်အားကြသမီးတော်မစားလာဘူးကျွန်တော်မာတရိတ်တိုက်ပြီးစီပေါ်ပါဟောနေပြီပြီပြီပါပါအင်းမာအပြေးလာတာကိုကိုကြီးလာတယ်ဆိုရဲဆိုတော့ကျွန်တော်ကတဝင်းကြီးပြောတာသိတယ်ဟုတ်ပါတယ်အဲ့ဒါမှလည်းဟိုနေကြည့်ရအောင် အနာကိုရပြောတာလေတန်တာဒီပြိပြားကျိုးတော့ရောင်းဆောင်ရတယ်ကျွန်တော်ပြန်ဖွက်လိုက်တော့ဟုတ်လားကျွန်တော်ပြန်ဖွက်လိုက်တော့မယ်ဟုတ်လားကလေးသားအန်ရများပါပြီကျွန်တော်ကလေးသားအန်ရများပါပြီ။ကျောင်းလည်းတော့တစ်ချက်ကြည့်တာရော။ကျွန်တော်ရောက်လာလို့ရတယ်ကလေးသားပြို့တော့ရောက်လာလို့ဒီကလေးသားပါမှာလေကျွန်တော်တို့ကိုင်းသားကိုကိုကြီးနဲ့ကိုင်းသားကိုကိုကြီးဆိုအိမ်ကကလေးတတိယစာအာပါပေးတယ်ဟုတ်လား။အင်း။ဟုတ်ကဲ့တက်တော်ကိုလိုက်တယ်ချိန်အောင်လေ။အေးလိုက်နဲ့အကျော်မခံဘူး။အေးလိုက်ရတယ်အေး။ ကစာမရက်တက်ဘူးလေစာမရက်တက်တော့အသေးလေးပဲပေးတယ်ဒါပဲအဓိကဒါပဲကြည့်ဖို့ပဲလိုတာကိုကိုကြီးကမှန်ကန်တဲ့ဘက်မှာတော့ပထမဦးဆုံးပဲလေသင်နိုင်မယ်ဆိုကလေးကိုပြောရအောင်လိုက်ပြီးတော့အဲ့လိုပလိုက်တာလေးလုပ်အဝေသားရပါလားဝေသားရပါလားတခါလေးကိုကလေးကမိမိဟုတ်တယ်လေအဲ့လိုလိုက်ပြီးတော့ပလိုက်တာလေးလုပ်ချင်တာရေငါလူတယောက်ပုံပုံမပြောမရအောင်နော်ခဏလေးဟိုကားကိုပြောတာတာကြိုးပြောတာတာကားကိုဟေးရှင်နေလေ ခလေးကိုအဟာရလေးပဲကျွေးပါလားခလေးခင်ဗျာအဟာရချိုးတဲ့နေရလားမလဲ